အမီဇန်ကိုအစင်ပေါ်မှာမဖွဲမရလုံးလိုက်တဲ့ဗီဒီယိုဖိုင်လေးတစ်ပိုင်ကြောင့်လူပြောများနေရစွမ်းစာနေပရိသတ်များလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုချိန်အင်တာနက်ပေါ်မှာဇမင်းသားစွမ်းစာနေကဇက်စင်ပေါ်မှာအစိုးရအမီဇန်ကိုမဖွဲမရလုံးနေရဗီဒီယိုဖိုင်လေးတစ်ပိုင်ကရေးပန်းစားနေပါတယ်ဒီလိုမျိုးစွမ်းစာနေရလုံးရဲ့ပေါ်မှာဝေဖန်ကြတာတွေရှိနေတယ်လို့တချို့ကလည်းစွမ်းစာနေနဲ့အမီဇန်ကလိုက်ဖက်လုံလုံသဘောတူကြတာတွေလည်းရှိပါတယ်ဒါပေမဲ့စွမ်းစာနေရမျက်နာကအခုချိန်မှာထထမုံမျက်နာ ာကိုပြတော့ထားတဲ့ပုံစံမျိုးဖူးရောက်နေရကြောင့်လူပြောများနေရပါဒီမတိုင်ခင်မှာတော့အလုံးလဲသေးကြတဲ့အတိုင်းဇမင်းသားဆွမ်းစာနေဆိုတာကမြန်မာနိုင်ငံမှာအအောင်မြင်ဆုံးဇမင်းသားတစ်လက်ပါအထူးသဖြင့်မြန်မာနိုင်ငံမှာအထူးခြားဆုံးတော်ဇမင်းသားများစွာအထင်ကံမှာဆွမ်းစာနေကအမျိုးသမီးပြည်သက်တွေရဲ့အသေးစွဲမင်းသားတစ်လက်ဖြစ်ခဲ့ရပါအထူးသဖြင့်နောက်ဆွမ်းစာနေကနုပြိုစဉ်အချိန်အဆိုကောင်းအကာကောင်းသလိုကိုရီးယားမင်းသားလေးလိုနုဖက်ဦးအပ်နေရဲ့မျက်နှာလေးကြောင့်အမျိုးသမီးပြည်သက်တွေတန်တန်ဆွဲချစ်ခင်အားပေးခြင်းကိုခံနေရ ရတာဖြစ်ပါတယ်။ဇမင်းသားစွမ်းစားနေဘဲမှာဇက်ကနေပါစေနေရာတိုင်းကိုလိုက်လံအားပေးကြတဲ့အမျိုးသမီးပြည်သက်တွေကလည်းမနှင်းမနှောပါပဲဇမင်းသားစွမ်းစားနေဟာဒီလိုမျိုးအောင်မြင်မှုတွေရရှိခဲ့ရကြောင်းကားတွေအများကြီးတိုက်တွေအများကြီးနဲ့ချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဇက်သမင်းလောကကဇမင်းသားတွေများစွာထဲမှာစွမ်းလောက် ပတ်စံငွေကြီးကြီးတဲ့ချမ်းသာတဲ့မင်းသားကမရှိသလောက်ဖြစ်ပါတယ် စွမ်းစာနေကဒီလိုမျိုးအောင်မြင်မှုတွေရခဲ့ရကြောင်းဆေးတွေအရက်ရက်မကမိမစတဲ့လူမှုရေးပြဿနာအရှုပ်အရှင်းတွေနဲ့အတူအောင်မြင်မှုတွေကြရှုံးသွားခဲ့ရတာပါဇမင်းသာစွမ်းကအရက်နဲ့တခြားသောမကောင်းတဲ့အကျင့်စရိုက်တွေကြောင့်သူရဲ့အနုပညာနဲ့အောင်မြင်မှုစည်းစိမ်ချမ်းသာတွေကိုဆုံးရှုံးလိုက်ရုံသာမကပဲသူရဲ့ကျမ်းမာရေးကိုပါဆုံးရှုံးလိုက်ရတာဖြစ်ပါတယ် အရက်နဲ့ဈေးကိုမတရားအလွန်ကျော်သုံးဆွဲခဲ့တဲ့စွမ်းစာနေကခန္ဓာကိုယ်ကျန်းမာရေးချို့ယွင်းပြီးတော့ဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲစွမ်းကစွမ်းနဲ့မတူတော့ပဲမျက်နှာဖောရောင်ပြီးတော့ထထမှုဦးလို့လို့ညင်ကြီးမောင်စမ်းချောင်းလို့လို့ဖြစ်နေရဖြစ်ပါတယ်။ဒါအပြင်အရင်ကလိုပတ်စံငွေကြေးစည်းစိမ်ဥစ္စာချမ်းသာမှုတွေမရှိတော့တဲ့စွမ်းစာနေကအခုဆိုရင်တော့ခန္ဓာကိုယ်နေမကောင်းတဲ့အကြောင်းတွေကဇက်ပွဲတွေမှာတချင်းလိုက်ဆိုနေရပါတယ်။ ဒီလိုဆိုနေချိန်မှာအီမီဇန်နဲ့အတူတူဇက်စင်ပေါ်မှာတချင်းဆူရတာဖြစ်ပါတယ်။အီမီဇန်ဆိုတာကအနုပညာလောကမှာဘောင်မဝင်လို့ငကားပူးတယ်လို့လို့အထက်လန်းလို့လို့အောက်လန်းလို့လို့နဲ့အတန်းရှင်းရှာနေရတာပါ။အခုကမှတော့အီမီဇန်ကတစ်ဖက်တစ်လန်းကနေဝင်ငွေရဖို့အတွက်ဇက်ပွဲစတိတ်ရှိုးပွဲမှာညကြီးနဲ့ဝင်ရောက်ဖျော်ဖြေနေပုံရပါတယ်။ဒီလိုနဲ့အစင်ပေါ်မှာဇမင်းသားစွမ်းစာနေတဲ့အီမီဇန်တို့နာမည်ကြီးအစတော်ဇော်ဝင်းထွန်းနဲ့အနိုင်မဲဆိုတဲ့တချင်းကိုတီးဆူဖျော်ဖြေခဲ့ကြပါတယ်။ ဒီလိုတည်ဆုံနေစဉ်အတွင်းမှာဇမင်းသားစွမ်းစာတီကအေမီဇန်ကိုပခုံးကကင်ပြီးအာရပါရဖက်ကအပိပြင်းမဟာတရားအသားယူပြီးရောဖက်ခဲ့ရဖြစ်ပါတယ်။ဒါပြင်မူးနေပုံရတဲ့စွမ်းစာနီကအေမီဇန်ရဲ့ပါးကိုလည်းအကျဉ်းချင်းဖက်ပြီးရောအပွားပေးဖို့ကြိုးစားခဲ့ရပါ။ဒီလိုမျိုးစွမ်းစာနီနဲ့အေမီဇန်တို့စင်ပေါ်မှာဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ဗီဒီယိုဖိုင်ကြောင့်လည်းလူပြောများနေရဖြစ်ပါတယ်။တချို့ကလည်းစွမ်းစာနီကိုအပြစ်တင်ကြတယ်လို့တချို့ကလည်းအေမီဇန်နဲ့စွမ်းစာနီကိုလိုက်ဖက်တယ်ဆိုပြီးတော့သဘောတူပေးနေကြတာပါ။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစင်ပေါ်မှာဖြစ်ချင်တိုင်းဖြစ်နေကြတဲ့စွမ်းစာနေနဲ့အီမီဇန်ကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။